တို့တူကြည့်တဲ့ SCF အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Spring Crop Fan Podcast ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေအဲကျွန်တော်တို့ Spring Crop Fan Podcast ကမြေပြင်ကရဲဘော်တွေနဲ့ပြည်သူတွေရဲ့ကြားထဲမှာပို့ပြီးတော့နှလုံးသားချင်းနှိစက်ဖို့တရားနဲ့တရားအခက်အခဲတွေကိုအပြန်လဲဝေမျှဖေးမှကူညီနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်အဒီနေ့ Podcast လေးမှာကတော့ကျွန်တော်တို့ SCF Platform မှာ ပြုလုပ်နေတဲ့ကမ်ပိန်းတစ်ခုဖြစ်တဲ့ Fighter ရဲ့အောင်ပွဲဆိုတဲ့ကမ်ပိန်းက ိုတင်ရင်းအကိုတွေကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်အာပထမဆုံးအနေနဲ့မိတ်ဆက်ပေးပါအောင်ခင်ဗျာအဲကျွန်တော်က Rocket Fighter တပ်ဖွဲ့ရတာဝန်ခံလာပြေဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာကျွန်တော်ကတော့ Rocket Fighter တပ်ဖွဲ့မှာတာဝန်ချမ်းဆောင်နေတဲ့ဒေဘောဘတ်ကပ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါကိုရောအကိုရောအနေနဲ့ပထမဆုံးအနေနဲ့ပေါ့နော်ဒီကံမေးပြုလုပ်နေတဲ့တရင်အကြောင်းလေးကိုပြည်သူတွေပို့ပြီးတော့သိရှိသွားအောင်မိတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါဗျအဲကျွန်တော်တို့ဒီ Rocket Fighter တပ်ဖွဲ့ပေါ့နော်တပ်ဖွဲ့ကကျွန်တော်တို့ အဲဒီ2020ပေါ့เนาะကျွန်တော်တို့လေးလပိုင်းလေးစပြီးတော့ဖွဲ့စည်းခဲ့တယ်ပေါ့ဖွဲ့စည်းခဲ့တဲ့အချိန်မှာကျွန်တော်တို့အဲအဖွဲ့ကြီးကျွန်တော်တို့ဒီ၈ရောင်နဲ့ပေါ့เนาะကျွန်တော်တို့စတင်ဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းခဲ့တယ်ကျွန်တော်တို့ဒီဟိုရရလက်နဲ့ပေါ့เนาะကျွန်တော်တို့အဲခုခံဒေါ်လန်ခဲ့တယ်ပေါ့စက်ကောင်စီကိုကျွန်တော်တို့အဲဒေါ်လန်ခဲ့တဲ့နေထားမှာကျွန်တော်တို့မှာဟိုလက်လုတ်ဒီမီတောင်တိုးတွေနဲ့ရရလက်နဲ့ပေါ့ဒီလိုမျိုးအဲခက်ခက်ခဲခဲနဲ့အဲ ူသားရုံးခံခဲ့ရတဲ့အနေအထားမျိုးပေါ့နော်အဲအနေအထားမျိုးမှာကျွန်တော်တို့အခုအဖွဲ့ကိုပေါ့နော်ဟိုခရမ်းကိုကျွန်တော်တို့ကဒီအရင်ကတည်းပေါ့နော်ကျွန်တော်တို့ဒီပြည်ပြည်သုံးလုံးလေးပေါ့နော်လူမျိုးလေးဖြစ်အောင်ကျွန်တော်တို့ကျူသားကျူသားလာခဲ့တဲ့အနေအထားပါဒါမှကျွန်တော်တို့တစ်ဖြည်းဖြည်းနဲ့ပေါ့နော်ကျွန်တော်တို့ပေးဆက်ခဲ့ရတယ်လည်းရှိပါတယ်ပေါ့နော်ကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့ဒီရန်နေပါတယ်ချင်းနဲ့မိလောင်မိလောင်ပြီးတော့ဒီမိလောင်ပြီးတော့ဟိုတန်ရရခဲ့တဲ့ရဲဘော်တွေလည်းရှိပါတယ်ကျွန်တော်တို့အရင်ဆိုလို့ရှိရင် rocket တွေထုတ်တယ်ကျွန်တော်တို့ကဒီအခုက rocket fighter တပ်ဖွဲ့ဆိုတော့ အဲ rocket တွေကျွန်တော်တို့ထုတ်တယ် rocket ထုတ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ linux ကြီးတွေထုတ်တယ်ပေါ့နော်ဒီမျိုးထုတ်ပြီးတော့ကျွန်တော်တို့စကန်နေပေါ့နော်စကန်နေကျွန်တော်တို့ဒီကျွန်တော်တို့ဘက်မှာ viewer တွေအများကြီးဆိုတော့ဒီ viewer ကဒီစကန်ကုန်းတွေကိုကျွန်တော်တို့ဒီလက်လုတ်တွေနဲ့ပြစ်တယ်ပေါ့ပြီးလို့ရှိရင်တခြားကျွန်တော်တို့မာမိတ်ဖွဲ့တွေနဲ့ကျွန်တော်တို့ဒီစကိုင်းတို့ဒီ main bullet တွေအထိကျွန်တော်တို့စေရေးကိုပေါ့နော်ချေချေပြန့်ပြန့်ကျွန်တော်တို့တခြားတိုင်းတပ်ဖွဲ့ကအဲညကိုရင်းနဲ့မဟာမိတ်တွေနဲ့ပေါ့နော်ဒီလိုမျိုးစေရေးပူပေါင်းလှုပ်ဆောင်ကြတာတွေပေါ့နော်အဲအနေထားမျိုးမှာကျွန်တော်တို့အခုချိန်ထိဟိုလက်လက်ခဲရရတော့အရင်ကတည်းကစလို့ရှင်တော့ ဟိုထိုက်တဲ့လျောက်တော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာကကြီကားပေါ့နော်ကြီကားတွေလိုတယ်ပေါ့အခုနောက်ပိုင်းမှာကျွန်တော်တို့ဒီစက်တင်ဘာလကနေပြီးတော့ကျွန်တော်တို့ဘုံကြီးတွေအဲမီလောင်မီလောင်ပြီးတော့ပောက်ကွဲခဲ့တဲ့နေထားမျိုးမှာကျွန်တော်တို့အဲကြီကားအုတ်ထုတ်တွေကြီကားအင်ကြီးတွေဟိုယူနီဖောင်းတွေပေါ့နော်မီလောင်ဆုံဆုံသွားရမျိုးတွေရှိတယ်ပေါ့အဲဒါမျိုးကိုကျွန်တော်တို့ကထပ်မှန်ပြီးတော့ဖြစ်တင်းဖို့ရဖိုက်တာတို့ရဲ့အောင်ပွဲကိုကျွန်တော်တို့ ီ campaign လေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုလာဖြည့်အဲ့ဒါဆိုကိုဘာခန့်အနေနဲ့ကောဒါဖြည့်ဆွဲပြီးတော့ပြောချင်တာလေးများရှိအောင်လားခင်ဗျဟုတ်ဖြည့်ဆွဲပြီးတော့ကျွန်တော်တို့ဒီထွေတူးတော့အများကြီးပြောကြအောင်ရှိပါတော့ကျွန်တော်ဒီကဒီ Hydra ရဲ့အံဝဲ campaign ပဲเนาะကျွန်တော်ပြုလုပ်ရခြင်းအားလည်းကျွန်တော်တို့ဒီရဲဘော်တွေအတွက်ပါပဲเนาะရှေ့တန်းမှာတိုင်နေတဲ့ရဲဘော်တွေအတွက်ဒီအတက်ပေါ်เนาะဒီ100%အပြည့်တော့မကကွယ်နိုင်အောင်ပေါ့ဗောနော်ဒီနည်းနည်းလေးကိုစစ်လုံခြုံဖို့ဖြစ်ဖြစ် အဲဒါလေးတွေကအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ဒီရှည်တဲ့ machine တွေတွားတဲ့အခါတွေမှာဆိုကျွန်တော်တို့ကြည်ကားတွေမပါဘူးပေါ့နော်ကျွန်တော်တို့ဒီတိုင်းပဲပေါ့နော်ထားရတယ်ခိုက်ရတယ်ပေါ့နော်အဲပစ္စည်းလက်နက်ဆိုတာလေကျွန်တော်တို့မှအဆုံမရှိဘူးအဲကျွန်တော်တို့ပေါ့နော်ရှိတဲ့အနေထားမျိုးလေးတွေနဲ့ကျွန်တော်တို့မှထားရတယ်ခိုက်ရတယ်ပေါ့နော်အဲတချို့နေရာတွေမှာဆိုရင်လည်းကျွန်တော်တို့ပေါ့နော်တိုင်းခိုင်ရနေတော့ကေနော်ကျွန်တော်တို့ကြီးပြတ်သွားလို့ပြန်လာရတာမျိုးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီအဆင်မပြေမှုတွေအခက်အခဲတွေကြားကနေကျွန်တော်တို့ပေါ့နော်ဒီကတော်လိုင်းရေးကိုရှေ့ဆက်ပြီးတော့ကျွန်တော်တို့ရုံးကန်ပြီးတော့ပေါ့နော်ဒီစိတ်တက်မကြဘဲနဲ့ကျွန်တော်တို့ဒီအာနာရှင်စနစ်ကို ို့လူငယ်တွေတော်လန်နေတယ်ဟုတ်ကဲ့ပါကိုအခုလိုဖြည့်ဆက်ပြီးတော့ပြောပြလို့ကိုဘာခန့်ကိုကျေးဇူးတင်ပါတယ်အဲနောက်ထပ်အနေနဲ့ဒါ campaign အကြောင်းတွေကဟိုကျွန်တော်တို့ page တွေမှာလည်းတောက်လျှောက်ရှင်းပြခဲ့တယ် ဟိုပြည်သူတွေကိုပြောပြခဲ့ရဲဆိုတော့အဲ့ဒီ campaign အကြောင်းတွေကိုကျွန်တော်တို့အဲထပ်မသွားခင်မှာဂျားထဲမှာပြည်သူတွေသိကျင်တဲ့အချက်လေးတစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အားလုံးပဲဂျာတော်လည်ရေးမှာဘလောက်ခက်ခဲခက်ခဲအတူတူရှေ့ဆက်နေကြရတယ်ဗောနော်။ရှေ့ဆက်တဲ့အခါမှာအခက်ခဲရတော့မရှိတာမို့ဒါဒီလန်ကြမ်းမန်းသိပေမဲ့လေကျွန်တော်တို့ဟိုပန်ခင်းလည်းမဟုတ်မှန်းသိပေမဲ့လေအတူတူရှောက်ခဲကြရတယ်။ရှောက်ခဲကြတဲ့အခါမှာဟိုကျွန်တော်တို့ပြည်သူတွေလည်းမျိုးစုံအခက်ခဲရှိတော်လည်းပဲဟိုမြေဘော်တွေနေနေဆိုရင်မြေပြင်မှာ ိုကျွန်တော်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာမှာအခက်အခဲများရှိရပါတော့ဘလိုမျိုးပဲခက်ခဲခက်ခဲအကိုတို့အနေနဲ့ဘလိုမျိုးတော်လိုင်းခံယူချက်တွေယုံကြည်ချက်တွေနဲ့ဟိုရှေ့ဆက်ပြီးတော့သွားနေလဲဆိုတာကိုဟိုပြည်သူတွေကိုဝေမျှပေးပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့အခက်ခဲဆိုတော့ကျွန်တော်တို့ဒီတဖွဲ့လေးရှိတာမဟုတ်ပါဘူးကျွန်တော်တို့အဖွဲ့အစည်းတိုင်းလို့လို့ကျွန်တော်တို့ဒီအမ်မြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ဒီစာအနာရှင်ကိုတော်လန်နေတဲ့အခွဲကြီးတော်တော်များများတိုင်းတက်ဖွဲ့ကြီးအများကြီးရှိတယ် ီတိုင်းတက်ဖွဲ့တွေကလည်းခက်ခဲများစွာရှိတယ်ပေါ့အဲဒါမှကျွန်တော်တို့ကျွန်တော်တို့မှလည်းဟိုအခက်ခဲဆိုတော့အခုမှမဟုတ်ပါဘူးရင်ကလေးကျွန်တော်တို့မှရှိခဲ့တယ်ဒါမှကျွန်တော်တို့ဟိုမရှိရှိရနဲ့ကျွန်တော်တို့တိုက်တယ်ဟိုစားဖို့တောက်ဖို့ဆိုတာအဲ့လောက်ကြီးမဟုတ်ကျွန်တော်အဓိကလင်းနဲ့ခရံပြည့်စုံနေဆိုရှင်မရှိရှိရနဲ့ကျွန်တော်တို့တိုက်လို့ရတာပေါ့နော်ကျွန်တော်တို့တစ်ခါတလေကြရင်ပေါ့နော်ကျွန်တော်တို့ဟိုဟိုစိတ်စိတ်ရတော့မကြောက်ဘူးပေါ့နော်ရဲဘော်တွေကိုကျွန်တော်တို့ဒီခရံနေဒီကြီးကားတွေပေါ့နော်မတက်ဆင်ပေးနိုင်တဲ့အတွက် ဝမ်းနေရတယ်ပေါ့နော်တခါလေးကျရင်လူမျိုးဝမ်းနေရတဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်တို့ကတော့တော်လိုင်းကြီးကိုရှေ့ဆက်ဒီပြီးတော့အရေးတော့ပေါအောင်နေအထိပေါ့နော်ကျွန်တော်တို့ကရှေ့ဆက်သွားမယ်လို့ကျွန်တော်တို့ကဟိုခံယူထားပါတယ်ဘလို့ခဲခဲမျိုးပဲရှိရှိပါကျွန်တော်တို့ဒီနော်မရှိရှိရလေးနဲ့ကျွန်တော်တို့အတိုက်ပါပဲအကြီးကတော့ဒီအဆက်အနာရှင်စနစ်ကျွန်တော်တို့အဲခြုံငိမ့်သွားဖို့ပါပဲအကြီးကတော့ဒါဒါကျွန်တော်တို့ရဲ့ခံယူချက်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲဒါဆိုရင်အကိုဘာခက်အနေနဲ့ကောဒါခုနပြောသလိုပဲဟိုဘလောက်ပဲအခက်ခဲခက်ခဲရှိရှိဒီလိုမျိုး ဒါရှေ့ကိုအရှုံးမပေးဘဲနဲ့ရှေ့ဆက်နေတယ်ဆိုတာကဘယ်လိုမျိုးခံယူချက်တွေဘယ်လိုမျိုးယုံကြည်ချက်တွေနဲ့ဟိုရှေ့ဆက်နေလဲဆိုတာကိုပြည်သူတွေသိရှိပြီးတော့ခွန်အားအတူတူရသွားဖို့ပေါ့နော်အာဝေမျှပေးပါအောင်ကျွန်တော်တို့ဒီတော်လန်ရေးအတိုင်းတာကာလဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ဒီ9နှစ်တာကာလလေးလည်းရောက်လာပြီပေါ့နော်ကျွန်တော်တို့အခုချိန်မှာဆိုရင်ဟိုပြည်သူများနဲ့လည်းကျွန်တော်တို့နဲ့လည်းပေါ့နော်ဒီတရေတရာတဲ့အာနာရှင်စနစ်ကိုပေါ့နော်တော်လန်ခဲ့တယ်ဟိုထောက်ဖို့တဲ့သူကထောက်ဖို့တယ်ပေါ့နော်ဒီတိုက်တဲ့သူကတိုက်တယ်ပေါ့အဲပြည်သူများအားလုံးလည်းအခုချိန်မှာပေါ့နော်စိတ်တက်မကြပါနဲ့လို့ကျွန်တော်ပြောချင်တယ် ။ဘာလဲဆိုကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့တိုက်နေရတာကကျွန်တော်တို့ကဒီပေါ့နော်ရည်ရွယ်ချက်ပန်းတိုင်ကိုပေါ့နော်ဥတီပြီးတော့ကိုယ့်ရဲ့အနာဂတ်တွေလှဖို့အတွက်ဒီအာနာရှင်စနစ်ကိုပေါ့နော်ကျွန်တော်တို့ကအပြစ်ပြုတ်ကြတော့ကျွန်တော်တို့ကတိုက်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့မှလည်းပေါ့နော်ဒီလူငယ်ဆိုတော့ကျွန်တော်တို့ဒီဟိုဒီမိုကရေစီပေါ့ပြည်ပြည်ဝဝခံသားခြင်းနဲ့လွတ်လပ်ပိုင်ခွင့်တွေပေါ့နော်ဒီတွာလာပိုင်ခွင့်တွေပေါ့နော်ဟိုရှင်းရှင်းလေးပြောရရင်ကျွန်တော်တို့ဒီပေါ့နော်ကိုနိုင်ငံတွင်းမှာတွားရတာကိုဒီမှတ်ပုံတင်အောင်ပြရစီရမလို့ပဲပေါ့နော်ကျွန်တော်တို့ဒီကြီးတွေပေါ့နော်ဖျားဖူးတွေပါမျိုးပေါ့နော်ကျွန်တော်တို့ဒီအလဲပတ်တွေအကုန်တွားခြင်းနဲ့အခုချိန်မှာပေါ့နော်ဒီအာနာရှင်စနစ်ရဲ့ပေါ့နော်ဒီ အာဏာတင်ထားတာကအခုဆိုရင်ပေါ့နော်ဘာမှလည်းလုတ်ကင်မရဘူးစားတောက်လို့လည်းမရဘူးပေါ့နော်ကုန်စည်နှုန်းကစပေါ့နော်ဈေးနှုန်းတွေတက်နေတဲ့ချိန်မှာပေါ့နော်ပြည်သူများလည်းပေါ့နော်ဒီမြေပြင်ရဲဘော်တွေကိုထောက်ပံ့နေရတယ်ဆိုတာကလည်းပေါ့နော်ခက်ခဲရှိမယ်လို့လည်းထင်တယ်ပေါ့နော်ပင်ပန်းနွမ်းနေမယ်လို့လည်းထင်တယ်ဒီဒီအတွက်နဲ့ပေါ့နော်စိတ်တက်မကြပါနဲ့ကျွန်တော်တို့ရဲဘော်တွေလည်းပေါ့နော်ဒီရှေ့ဆက်ပြီးတော့ပေါ့နော်အကောင်းဆုံးနဲ့ဒီအာဏာရှင်စနစ်ကိုပေါ့နော်ဒီရိုးရိုးချီချွန်နဲ့ ဒေါ်လာတော့ပါမယ်လို့ကျွန်တော်တို့ကတော့ဒီပေးပါတယ်ဗျာเนาะကျွန်တော်ပြည်သူများနဲ့ဟိုတရွေတဲ့တရားတဲ့ကျွန်တော်တို့ရက်ဒီပါမယ်ဗျာအဲနောက်ထပ်အနေနဲ့အကိုတို့ကမြေပြင်မှာအတွေ့အကြုံတွေအများကြီးရှိမှာပဲဗောနော်အာကျွန်တော်တို့ဒါထောက်ဖို့ပြည်သူတွေဟိုတိတချို့လဲတိနိုင်နေတချို့လဲဒါမတိနိုင်နေအတွေ့အကြုံတွေအများကြီးရှိမှာပဲရှိရတဲ့ကမှာအခုက fighter ray အောင်ပွဲကဒါ jiga campaign တွေဗောနော် jiga campaign ဆိုတဲ့အတိုင်းပဲအကိုတို့လဲကိုစီကိုစီဒါ jiga နဲ့ပတ်သက်တဲ့ဟိုအတွေ့အကြုံတွေဟိုအမြင်လေးတွေရှိမှာပဲအဲ့တော့အကိုတို့ရဲ့ဒီ jiga နဲ့ပတ်သက်တဲ့ မြေပြင်အတွေ့အကြုံလေးလည်းဟိုတူချင်းစီဝေးမြပေးပါအောင်ကိုအဲကြီးကားရဲ့အရေးပါပုံကတော့ဒီအဖွဲ့ဆက်ပြီးတော့ကျွန်တော်တို့စထောင်းတော့ပေါ့ကျွန်တော်၈ရောင်နေစထောင်းတယ်အဲ့ဒီနေထားမှာကျွန်တော်တို့လက်လုတ်60ရေပေါ့နော်60မမကြီးကိုကျွန်တော်တို့ဒီထွင်ထုတ်လုပ်ပြီးတော့ပြစ်တယ်အဲ့ဒီနေထားမှာကျွန်တော်တို့ဟိုရန်အချိုးသားတွေမကိုက်ညီရမျိုးရှိရပေါ့နော်ရန်မျိုးသားမကိုက်ညီလို့ပြောင်းကွဲသွားတာမျိုးရှိရအဲ့ဒီနေထားမှာကျွန်တော်တို့တချို့ကမိကြီးဟိုဒီစနေကျိုးကိုမိကြီးပြစ်တာမျိုးရှိတယ်တချို့ကြတော့ ရှော့တိုက်ပြီးတော့ပြက်တာမျိုးရှိတယ်။အနီးကပ်တွေပေါ့အနီးကပ်တွေပြက်တဲ့အနေထားမျိုးမှာကျွန်တော်တို့ရှေ့ရောက်တဲ့ကျွန်တော်တို့စအဖွဲ့တော့ကြီကောက်အုပ်ထုတ်တစ်လုံးပဲရှိတာ။ဒါတော့မှကျွန်တော်တို့အဲအစစ်မဟုတ်ဘူးကျွန်တော်တို့ဒီ level 1ပေါ့နော် level 1လေးတစ်လုံးပဲကျွန်တော်တို့အဖွဲ့လုံးပေါ်မှာတစ်လုံးပဲရှိတာ။အဲအနေထားမျိုးမှာကျွန်တော်တို့လက်နဲ့ကြီးဒီ60ကိုပြက်လိုက်တဲ့အနေထားမျိုးမှာပေါ့ဟိုပြောင်းကွဲပြီးတော့အစလာနိုင်တာ။အဲအုပ်ထုတ်ကိုသွားမှန်တယ်။အုပ်ထုတ်ကတော့ဒီဟိုနည်းနည်းတော့ဒီကောင်းတဲ့ဟိုအစတော့နည်းနည်းဝင်သွားတာပေါ့။ဒီအုပ်ထုတ်ကဒီ level 1ဆိုတော့ ဟိုသူ့ရဲ့မှာခန်းနေရာဒီကျွန်တော်တို့ရဲ့မှာဒီအစခေါင်းထဲဝင်သွားတော့စေကန်းဒီပြလိုက်ရတဲ့ပေါ့နော်ရေပေါ်လူမျိုးချိခိုက်တာရှိရဲ့ကျွန်တော်တို့ဒီလိုမျိုး level 4လိုဒီလိုမျိုးအဆင့်မြင့်တဲ့ကြီးကမျိုးတွေပေါ့ကြီးကအင်ဂျီတွေဒါရှိရင်ကျွန်တော်တို့အဲရေပေါ်တွေပေါ့နော်အချိခိုက်ကြဆုံးနေနေမယ်ကျွန်တော်တို့ဒီပို့ပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲရဲတင်းတင်းနဲ့ရုံကြီးကြီးနဲ့ပေါ့နော်ကျွန်တော်တို့ကြီးကတို့ကြီးကောက်တို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီရှစ်တက်ပြီးတော့ရဲရဲတင်းတင်းနဲ့ကျွန်တော်တို့ confidence ရှိနေပေါ့နော်ကျွန်တော်တို့အဲလုံဆောင်နိုင်မှာဖြစ်တယ်ပေါ့နော်အချိကတော့ ီជីကာជីကာရှိမယ်ဆိုလို့ရှိရင်မជីကာတစ်ခုကတော့ဒီရေဘော့တယောက်ရဲ့မှာအတက်ငယ်သေးလို့လည်းပြောလို့ရပါတယ်ကျွန်တော်တို့ဟိုဒီជីကာတစ်ခုကြောင့်ပေါ့နော် ရေဘော့တယောက်ရဲ့အတက်နော်ဟိုဘလောက်အထိအကောက်ွယ်ပေးနိုင်တယ်ဆိုတာကိုလည်းဟိုမြို့ရပြည်သူများလည်းဟိုတီးပြီးသားဖြစ်မှာပေါ့နော်ဒါကိုကျွန်တော်တို့ကတော့အဓိကတော့ဒီជីကာတွေကကျွန်တော်တို့ရေဘော့တွေအတွက်ကတော့အတက်ငယ်သေးတစ်ခုပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါပြေဘောနော်ကျွန်တော်ဒီជីကာရဲ့ဘောနော်ဒီជីကာလို့ជីကာအုပ်ထုတ်တွေရဲ့နေပါမှုတွေကဘောနော်ဒီကျေးဇူးကအများကြီးရှိပါတယ်နော်ရေဘော်တူတူတယောက်တူ ဘာလဲဆိုရင်ပေါ့နော်ဒီတရားရခိုင်နှုန်းပေါ့နော်ဟိုအတက်အမကန်လုံခြုံမှုမရှိရင်တော့မှာပဲ90ရခိုင်နှုန်းကတော့ကပေါ့နော်ဒီကိုရဲဒီဝစ်ထားတဲ့ရဲဘော်တအူတယောက်ကိုတော့ဒီလုံခြုံစေနိုင်တယ်ပေါ့နော်အဲကျွန်တော်တို့ပေါ့တိုက်ခတ်ရတဲ့နေသားမျိုးတွေမှာပေါ့နော်ကျွန်တော်တို့မဟာမိတ်တွေနဲ့ပေါ့နော်ပူပေါင်းမရှင်တွေပေါ်တယ်ပေါ့နော်ကျွန်တော်တို့တိုက်ရတဲ့ခတ်ရတဲ့နေသားမျိုးတွေမှာဟိုကျွန်တော်တို့ဒီကြီကောင်ပေါ့ပေါ့နော်ကြီကောင်အထုတ်လမ်းပေါ့ချို့နေရာမှာကျွန်တော်တို့ဒီဟိုလက်လုတ်60ပြောင်းလေးတွေနဲ့ပေါ့နော်ဒီလိုတူမီတရောင်လိုလေးတွေနဲ့ကျွန်တော်တို့ပေါ့နော် ဟိုစပြီးတိုက်ခဲ့တယ်ပေါ့နော်ဒေါ်လန်ခဲ့တယ်ကျွန်တော်တို့ကြည်ကားဆိုတာဘာမှန်းတော့မတည်ဘူးပေါ့နော်ကျွန်တော်တို့ဒီမဝေလဲမဝေစင်ဘူးပေါ့နော်အဲချို့မဟာမိတ်ဒီမှာဆိုရင်ပေါ့နော်ဒီကြည်ကားတွေကြည်ကားအုပ်ထုပ်တွေပေါ့နော်ဒီပြည်ပြည်စုံစုံပါကြတယ်အဲကျွန်တော်တို့အားကြမိတာပေါ့နော်ကျွန်တော်တို့ဒီရဲဘော်တွေလိုပဲကျွန်တော်တို့လည်းဒီကြည်ကားနဲ့ကြည်ကားအုပ်ထုပ်တွေပေါ့နော်ကျွန်တော်တို့ဒီဝစ်ပြီးတော့အာနာရှင်စနစ်ကိုပေါ့နော်ကိုယ့်အတက်အာမခံရအောင်တော့ဒေါ်လန်ကျင်တာပေါ့နော်ဟိုဖြစ်နိုင်ရင်တော့ကျွန်တော်တို့ဒီကိုယ့်အတက်လုံးဂျုံပြီးတော့ဒီမှာနှစ်ပါးရှိတဲ့ပေါ့နော် အိမ်ဦးလေးကိုတော့ပြန်ကျင်သေးတာပဲဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဒီကြီကားတို့ကြီကားအုတ်တို့ဆိုတာပေါ့နော်ဒီအရန်ရေးပါပါတယ်အဲကျွန်တော်ဆိုရင်ပေါ့နော်ဒီအသက်16လောက်ကလေးကပေါ့နော်ဒီဒေါ်လန်ရေးတွေကိုစရောက်လာခဲ့တာပေါ့နော်ကျွန်တော်တို့ဒီဒေါ်လန်ရေးကာလမှာလည်းအချိန်ကကြာမြင့်လာပြီပေါ့နော်ကျွန်တော်တို့ဆိုရင်အခုဒီအာနာရှင်စနစ်ကိုပေါ့နော်ကျွန်တော်တို့ကဒီဟိုလိုမျိုးပေါ့နော်တွေးအေးနေလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဒီကို့ပေါ့ပေါ့နော်လုံခြုံမှုအပြည့်အဝဆိုတာပေါ့နော်ကိုကတက်ဆင်ပြီးမှဒါလေးအာနာရှင်စနစ်ကိုပေါ့နော်ရဲဝန်းနဲ့တိုက်လို့ရတယ်ပေါ့နော်ဟိုကြီကားမပါဘဲနဲ့ပေါ့နော်တိုက်တာနဲ့ကြီကားပါပြီး ဝင်ပြီးတော့တိုက်တာကကွာချားတယ်ပေါ့နော်ကျွန်တော်တို့ရဲဝန်းနဲ့မတ်တပ်ရက်ပြီးတော့ပြစ်လို့လည်းရတယ်လို့ပေါ့နော်ဟိုရှေ့ချထုတ်တယ်ရင်လည်းပေါ့နော် ကို့ရဲ့ဟိုဘိုက်ကိုပေါက်မယ်ဆိုရင်တော့ကြီကပါရင်တော့ဟိုအနေချင်းပေါ့နော် ကို့အဲ့အနေကိုတော့လုံးကျုံသိနေတာပေါ့အဲတလောက်ပါပဲပြန်တော့ဟုတ်ကဲ့ပါပြီးတော့အကိုတို့အနေနဲ့ပေါ့နော်ဒါမြေပြင်မှာ ဟိုကိုရိုင်းဖြစ်စေတော့၎င်းဒါမှမဟုတ်ကိုရဲ့တငယ်ချင်းရဲဘော်ရဲဘက်တီတော့၎င်းပေါ့နော်ဒီလိုမျိုးဟိုជីကာဝစ်စင်ကဲလို့ဒီလိုအသက်အနေကနေလွမြောက်တဲ့အတွေ့အကြုံလေးရှိရင်လည်းဒါပြည်သူတွေအတူတူပီတိဖြစ်နိုင်မှုအာပြီးတော့နောက်ထပ်နောက်ထပ်အသက်တီကိုလည်းဒါကဲတင်ပေးနိုင်မှုအတွက်ဒီလိုជីကာတွေဝိုင်းကူကြဖို့အတွက်ဟိုအတွေ့အကြုံလေးတွေဝေမျှပေးပါအောင်ကိုဟုတ်ကျွန်တော်တို့အဲဒီជីကာပေါ့နော်ជីကာကျွန်တော်တို့ဝစ်စင်ပြီးတော့ဟိုဟိုဆက်တိုက်တာနဲ့ပေါ့နော်ကျွန်တော်တို့ជីကာမပါဘဲနဲ့ဆက်တိုက်တာနဲ့ဆိုရင် ဟိုလက်ဘော်တိုင်းကိုကျွန်တော်တို့မေးလို့ရတယ်ဟိုကြီးကောက်ပါပြီးတော့စခန်းစခန်းကိုဝင်ပြီးတော့တိမ့်တိမ့်မလားပေါ့နော်ကြီးကောက်ပါပဲနဲ့ဟိုတိမ့်မလားဆိုလို့ရှိရင်လက်ဘော်တိုင်းကတော့ပြောကြမှာပါပဲကျွန်တော်တို့ကြီးကောက်ပါပြီးတော့တိုက်တာပို့ပြီးတော့ဘေကင်းလုံးကြုံပါတယ်ကျွန်တော်တို့အဲကြီးကာကပေါ့နော်အဓိကတော့ကျွန်တော်တို့ကြီးကာလေးဆိုတာကတော့ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီရဲဘော်တွေရဲ့မှာအတက်ကြေးတွေဖြစ်တယ်ပေါ့ အတက်ကြေးသေးဖြစ်တယ်ပို့ပြီးတော့အရေးပါတယ်ကျွန်တော်တို့အဲကြီးကကြီးကတစုံရောက်ပေါ့နော်ရဲဘော်တွေရဲ့အတက်တွေအများကြီးပေါ့နော်ဒီဟိုကဲတင်နိုင်တယ်ပေါ့နော်ကြီးကတစုံကဘယ်လောက်ထိအရေးပါလဲဆိုတာကိုလည်းဟိုရပြည်သူများလည်းသိရှိပြီးသားဖြစ်မှာပါနော်ကျွန်တော်တို့ကဒီအခုအခုကြီးကတွေဆိုတာလည်းကျွန်တော်တို့ဒီတိုင်ရင်မှာရှိတဲ့ရဲဘော်တွေကိုကျွန်တော်တို့ဟိုပေါ့နော်ဒီဘေးကင်းလုံခြုံဖို့အတွက်ဒီအတက်အတက်တွေကိုပေါ့နော်ကျွန်တော်မလိုအပ်ဖက်နဲ့မဆုံးရှုံးစေဖို့အတွက်ကျွန်တော်တို့ကရွယ်ပြီးတော့တိုင်ရင်မှာရှိတဲ့ရဲဘော်တွေကို ဟိုကြီးကတက်ဆင်ပေးဖို့ရတော့ကိုကျွန်တော်တို့ပြုလုပ်ရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့မဟာမိတ်နဲ့ပေါ့နော်ဒီကိုရီးနဲ့ကျွန်တော်တို့ဒီပေါ့နော်ဒီရွာတရွာပေါ့ပြောရင်တော့ကျွန်တော်ပြူရွာပေါ့နော်တို့တိုက်တဲ့ခိုက်တဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့ကြီးမှန်တာပေါ့ဒီကကြီးကပါတော့ကြတော့ကြီးကချော်ပြီးတော့ပေါ့နော်ဘေးကအပင်ကိုတွတ်မှန်သွားတာပေါ့ဒါပါလေပါလေဘာကြောင့်ပေါ့နော်ချော်ပြီးတော့ဟိုတွတ်မှန်တာလဲဆိုရင်သူ့ရဲ့ကြီးကပါနေလို့ဖြစ်တယ်ဗျတို့ဒီကြီးကောင်ပါဘူးဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီရဲဘော်ရဲ့ဘိုက်ကူပဲဖြစ်ဖြစ်ပေါ့နော်ရင်းဥကူပဲဖြစ်ဖြစ်ကျွန်တော်တို့ ထိုးဖောက်ဝင်တော့မှကြည်ရပါတော့အဲအဲ့ချိန်မှာကျွန်တော်တို့လိလိုက်တာကအာဒီကြည်ကာတို့ကြည်ကာအုတ်ထုတ်တာပေါ့နော်ဒီရန်ရေးပါတယ်ပေါ့ဟိုဒီကအသက်အန္တရာယ်ကိုတောင်ပေါ့နော်ကာဝယ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီစကိုင်းပွဲမှာဆိုရင်လည်းပေါ့နော်ကျွန်တော်တို့ဒီကကျွန်တော်တို့တိုင်တွေခိုင်းတဲ့အချိန်မှာကျွန်တော်တို့ရှေ့ဖွင့်နေတဲ့အချိန်မှာပေါ့နော်ဒီခွေးတွေဘက်ကပေါ့နော်ဒီ79ပေါ့ဒီဟိုဒီနဲ့ကျွန်တော်တို့ထောက်တဲ့အချိန်ပြစ်တဲ့အချိန်မှာကျွန်တော်တို့ရဲပေါ်မှာပေါ့နော်ဒီကြည်ကာလည်းမပါတော့ဘာမှလည်းမပါတော့ကြတော့ရှင်တို့ကိုထိုးဖောက်ပြီးတော့ပေါ့နော်ဒီကြရသွားပါတယ်ဗျာဟုတ် တယောက်ကဆိုရင်ပေါ့နော်ဒီ6လောက်တို့ပါတို့ဒဏ်ရာတွေပါရရပါတယ်ကျွန်တော်တို့မှာပေါ့နော်ဟို1နေပေါ့နော်ဒီမျက်ရည်လုံးစုပြီးတော့တို့ရရင်ကျွန်တော်ဘာမှမတန်နိုင်ဘူးပြဘာလဲဆိုကျွန်တော်တို့မှာမပြည့်စုံဘူးလीကျွန်တော်တို့ပြည့်စုံခြင်းနဲ့ကျွန်တော်တို့ဒီကဖိုက်တာတို့ရဲ့အောင်ွယ်ကံပေးမှာပေါ့နော်ကျွန်တော်တို့ဒီជីကာတွေជីကာအုပ်ထုပ်တွေလည်းပေါ့နော်ဒီပြည်ပြည်ဝဝနဲ့ကျွန်တော်တို့ရယူခြင်းနဲ့ပေါ့နော်ဒီကံပေးလေးအောင်မြင်ခြင်းနဲ့ဒါမှဒါလည်းကျွန်တော်တို့ရဲဘော်တွေအတွက်ကိုကျွန်တော်တို့ကဒီပေါ့နော်ជីကာတို့ជីကာအုပ်ထုပ်တို့တက်ဆင်ပေးနိုင်မှာရဲဘော်တိုင်းကတော့ပေါ့နော်ဒီ ဟိုတိုက်တဲ့ခိုက်တဲ့နေရာမှာပေါ့နော်တဲ့လုံခြုံမှုတော့ရှိကျင်တာပဲပေါ့နော်ဒီជីကာတို့ជីကာအုတ်ထုတ်တို့အဲသူတို့လည်းဝစ်ဆင်ပြီးတော့တိုက်ချင်တာပဲဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ဖြစ်ချင်တာထက်ဖြစ်တဲ့နာကိုဦးစားပေးရတယ်ဗျာနော်ကျွန်တော်တို့တချို့နေရာတွေမှာပေါ့နော်ပြည်သူတွေကကျွန်တော်တို့ဟိုစားဖို့တောက်ဖို့ပေါ့နော်ဒီနေ့ချက်ဆရာဖို့ဗာညာဖို့ပေါ့နော်ဒီရိတ်ခါဖို့လိလင်တော်မှာပဲကျွန်တော်တို့တချို့နေရာတွေမှာအဲကျွန်တော်တို့မတုံမစားဘူးပေါ့နော်ကျွန်တော်တို့ကြည့်ဖို့တဲ့ထဲတယ်ပေါ့နော်ကျွန်တော်တို့ဒီလက်နက်ဖို့တယ်ဒါမှမဟုတ်ခဲယံဖို့လေးတယ်ကျွန်တော်တို့ထဲတယ်ဗျာပေါ့နော်ကျွန်တော်တို့တွေ့ကတော့ဒီစားတောက်ကအဲ့လောက်ကြီးမဟုတ်ဘူးကျွန်တော်တို့ ဒီအာနာရှင်စနစ်ကိုပြုတ်ကြသွားဖို့ပေါ့နော်မြင့်ပြတ်သွားဖို့တော်လန်သွားဖို့ဟာဒါလေကျွန်တော်တို့ကအဓိကပေါ့နော်ဟိုဗရဏာထားပြီးတော့တိုက်နေတာဖြစ်တယ်အဲဒီပြောရင်တော့ជីကာတို့ជីကာအုပ်စုတို့ကအရင်ရေးပါပါလေဗျကျွန်တော်တို့အတွက်ကပေါ့နော်မြေပြင်မှာတိုက်နေတဲ့ရဲဘော်တိုင်းအတွက်ပေါ့ဟုတ်ကဲ့ပါ